Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Venezuela တွင်စစ်ဆင်ရေးအစဉ်အသင်းစတင်ရန် American ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American သမ္မတ Donald Trump အဆိုအရဟာဆိုရင်တော့ Venezuela မှာရပ်ပိုင်းအတွင်းစစ်ဆင်ရေးအစဉ်အသင်းတစ်ခုစတင်ဖို့ပြင်ဆင်နေတယ်လို့ American အရာရှိ၄ဦးကိုကိုးကားပြီးတော့ Router သတင်းဌာနကဖော်ပြခဲ့ပါတယ်စစ်ဆင်ရေးစတင်မဲ့အချိန်အတိအကျနဲ့နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ပြီးခြင်းရှိမရှိကိုတော့အတိမပြုနိုင်သေးပါဘူး ဒါပေမဲ့လို့မကြသေးမီရသက်တပတ်တွေအတွင်းကာရီဘီယန်ဒေသမှာစစ်သင်္ဘောတွေတိုက်လေရင်တွေမာရီယင်းတပ်ဖွဲ့တွေနဲ့ဒရုန်းတွေကိုဖြန့်ကျက်ချထားခဲ့ပါတယ်။ဒါဆိုရင်တော့လေကြောင်းရေကြောင်းနဲ့မြေပြင်တပ်ဖွဲ့တွေပါဝင်နိုင်တဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်ရပါတယ်။မာဒူရိုအစိုးရဟာအမေရိကန်နိုင်ငံသားအများအပြားတိုက်ဆုံစေခဲ့တဲ့တရားမဝင်မူရစ်စေဝါတွေကိုအမေရိကန်ကန်ယူရန်စီတိုက်ရိုက်တင်ပို့ရမှာပါဝင်ပတ်သက်နေတယ်လို့ဖက်ဒရယ်အစိုးရကဆွဆွဲထားပါတယ်။ အမေရိကန်အရာရှိတအူးကသမရထရန့်ဟာဝိရစေဝါတွေဝင်ရောက်မှုကိုတားဆီးဖို့နဲ့တာဝန်ရှိသူတွေကိုအရေးယူဖို့အမေရိကန်ရဲ့စွမ်းအားအကုန်အသုံးပြုဖို့အတွက်အဆင်သင့်ရှိနေပါတယ်လို့ပြောကြားခဲ့ပါတယ်။2013ခုနှစ်ကတည်းကအုပ်ချုပ်လာခဲ့ပြီးတနင်္ဂနွေနေ့မှာအသက်63နှစ်ပြည့်မဲ့မာဒူရိုကတော့ဝိရစေဝါလုပ်ငန်းတွေနဲ့ပတ်သက်ဆက်နွယ်မှုမရှိကြောင်းညှင်းဆိုထားပါတယ်။ထရန့်ဟာသူ့ကိုယာရုကနေဖယ်ရှားကျင်နေတာဖြစ်ပြီးတော့မာဒူရိုကတော့ကာရက်ကက်မြို့မှာရှိတဲ့ပြည်သူတွေကအခုခံကာဝယ်သွားမယ်ဆိုပြီးတော့တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ဖြစ်တဲ့ FAA ကဗင်နီဇွဲလားလေပိုင်းနဲ့မှပြန်တန်းတာဟာ NAR ရှိနိုင်တဲ့အခြေအနေဖြစ်ကြောင်းသတိပေးခဲ့ပြီးတဲ့နောက်နိုင်ငံတကာလေကြောင်းလိုင်းအ ਨੇ ဆုံး၃ခုကခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ပါတယ်။ Simon Bolivia Miquisha အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ website အချက်အလက်တွေအရတော့ Brazil ရဲ့ Go, Colombia ရဲ့ Avian Car နဲ့ Tap Air Portugal လေကြောင်းလိုင်းတွေဟာစနေနေ့ကကာရက်ကတ်ကနေထွက်ခွာမဲ့ခီးစင်တွေကိုဖျက်သိမ်းခဲ့ကြောင်းလည်းသိရှိရတာပဲဖြစ်ပါရယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့ဗင်နီဇွဲလားတွင်စစ်စင်ရေးအဆင့်အသင့်စတင်ရဲ့အမေရိကန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ